မင်္ဂလာပါရှင်ယနေ့ရန်ကုန်မြို့ထုံးသတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့နာစကဥက္ကဋ္ဌမှကာကွယ်ရေးဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်နေသူများအားဂုဏ်နုဆောင်ပွဲများဂုဏ်နုဆောင်တစေများချီးမြှင့်အပ်နေတဲ့သတင်းဖြစ်ပါတယ်နာစကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကကာကွယ်ရေးဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်နေသူများအားဂုဏ်နုဆောင်ပွဲများဂုဏ်နုဆောင်တစေများကိုမတ်လ23ရက်တပေါင်းလာပြီနေ့ကချီးမြှင့်အပ်နေကြောင်းသိရပါတယ်နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကိုစွန့်စမ်းတမန်ဆောင်ရွက်ခဲ့သူများအား ဂုံတူးဆောင်ဝယ်များဂုံတူးဆောင်တစိမ့်များချင်းမြင်အနှင်းခဲ့ခြင်းဖြစ်တယ်လို့အမိန့်ကြုံညာစာအမှတ်လေးရှင်းမြင်ဆောင်2025ဖြင့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရပါပါရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးရဲ့2025ခုနှစ်တက္ကသိုလ်ဝင်ဆောင်မွေးလုပ်ငန်းညှိနှိုင်းစီဝေးကျင်းပတဲ့တင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း2025ခုနှစ်တက္ကသိုလ်ဝင်စာမှုဝေးအောင်မြင်စွာကျင်းပနိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းစည်းဝေးကိုမတ်လ14ရက်နေ့နဲ့17ရက်နေ့ကရန်ကုန်တိုင်းဒေသကြီးအလုံးမြို့နယ်ရှိအမှတ်လေးအခြေခံပညာအထက်တန်းကျောင်းတတိယတနာခမ်းမမှာကျင်းပရာရန်ကုန်တိုင်းဒေသကြီးအစိုးရဝေးလူမှုရေးရာဝန်ကြီးဦးထေအောင်ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးချုပ်ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာချေချိုမြအောင်ရန်ကုန်တိုင်းဒေသကြီးတွင်ရှိ စားဆက်ဌာနများမှအကြောင်းကြီးများတက်ရောက်ခဲ့ကြပါသည် ရှေးဥစွာရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာချက်ချိုးမြောင်ကရန်ကုန်တိုင်းတွင်းရှိစာစစ်ဌာနများတွင်တက္ကသိုလ်ဝင်စာမှုဝေးအောင်မြင်စွာကျင်းပနိုင်ရေးအတွက်စောင့်မျှထားရှိမှုများကိုရှင်းလင်းပြကြားပါသည်။အဒီနောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့လူမှုရေးရာဝန်ကြီးဦးထေအောင်ကတိုင်းဒေသကြီးအတွင်းတက္ကသိုလ်ဝင်စာမှုဝေးအောင်မြင်စွာကျင်းပနိုင်ရေးအတွက်လိုအပ်သည်များကိုမှာကြားပါသည်။အဲ့ဒီနောက်တယောက်လာကြတဲ့စာစစ်ဌာနများမှအကြောင်းအကျဉ်းများကအတူတူဆွေးနွေးကြပါတယ်။ ်ရှောင်းနိုင်ဒေသကြီးတွင်စာစစ်ဌာနကိုဆက်တခုဖွင့်နေသွားမှာဖြစ်ရာတက္ကသိုလ်ဝင်စာမွေဖြစ်ဆိုရန်အတွက်ကျောင်းသားကျောင်းသူ39263ဦးစာရင်းပေးသွင်းထားကြောင်းသိရပါတယ်ရှင်ဒီသတင်းကိုတော့အောင်မြင့်ကပေးပို့လာတာပါ thank you